တိုင်းဒေသကြီးကတိနံမျိုးစုံစိုက်ပျိုးထုတ်လုပ်တဲ့တိုင်းဒေသကြီးဖြစ်ပြီးအရာရင်းမြေအရှိဘက်ကန်ဒေသကတောင်သူအများစုကတော့စီထွက်တိနံနှမ်းတဲ့မြေပဲကိုအားထားစိုက်ပျိုးလုပ်ကြကြသလိုအာလူကျက်သွန်တဲ့ချားပင်မျိုးစုံကိုလည်းစိုက်ပျိုးလုပ်ကြပါတယ်နောက်ဘက်ကန်ဒေသတွေကတော့စပားကိုအဓိကစိုက်ပျိုးကြတာကကလပဲနှမ်းတဲ့အခြားတိနံမျိုးစုံလည်းစိုက်ပျိုးလုပ်ကြတာဖြစ်ပါတယ် ခုလက်ရှိချိန်မှာတော့မကွေးမြို့ပေါ်ရှိပဲနန်းပိုးရုံတွေမှာနန်းနဲ့မြေပဲများရောင်းဝယ်လှိုင်းကြတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။မကွေးမြို့အနီးအနားကျေးရွာဒေသကတောင်ကျအများစုအနေနဲ့မြေပဲနဲ့နှမ်းကိုပိုးရတည်နဲ့စောင်းရတည်မှာစိုက်ပျိုးကြတာဖြစ်ပြီးမိုးမြေပဲနဲ့မိုးနှမ်းတွေကိုတော့ဗီလာဆန်ပိုင်းမှာစတင်စိုက်ပျိုးကြတာကနှမ်းကိုအများဆုံးစိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။ ไปเองสจนว่าบอกมีเท่ายักคนนี้ก็สาใส่เป็นเลยด้วยผู้โบราณเราผู้ผู้เยญ่ใบบอกเอากอาเสียดีสุดแล้วอีเวลี่บอกวิ่งหน้าเล่บอกวิ่งตามอากงน้องน้อยมายาเลยบอกน้าวว่าบอกเสียเสียดีเจริญนานี้กระเทาะไม่สินเดียบอกแล้วนางใส่ชิ้นนี้เรามากองมุขของมุขของเราจะเป็นพี่น้าวจ่าเลยฝันองเงี้ย တို့ကကတော့ຫນွေກະແດຖົນດາໂຕນောက်ຈີ້ຊາດາໂຕເອໂຕອັນອັນຈາເຈົ້າຫນູວ່ານີ້ເລັ່ນແດ່ຕွက်ຈີ້ໂລຊິໂລຊິຫຍັງບໍ່ລູມາຕွက်ບໍ່ຢາກຫນွေກະແດແລ້ວເຈົ້າກູໂຕເລີຍຕະດິນຈໍດຊອງມົງຫໍລະນະດໍປ ્યા ຊູຕະບູເລີຍໂຊເຈົ້າຫນູວ່າຢາແດ່ປ່ຽນວິນဝိဒိသာကတောင်သူတွေအနေနဲ့အခုနေမှာတော့မိုးနှံဆိုင်ပြရတဲ့ချိန်မှာနှမ်းအဖြူတဲ့နှမ်းနဲ့ကိုဆိုင်ပြကြသူကများတယ်လို့သိရပါဗျာ။ နှမ်းများစိုက်ပျိုးချိန်စပါတော့ဘိုးရီကောင်းစွာရရှိခဲ့တာကြောင့်အစာပိုင်းမှာနှမ်းပင်များကောင်းခဲ့ပြီးအပွင့်နဲ့အသီးသီးချိန်တွေမှာမိုးရီမရရှိခဲ့တာကြောင့်အဝေးဒေသကတောင်တိုအများစုခုနှစ်မွန်းနှမ်းစိုက်ပျိုးရသည့်ချိန်မှာတော့နှမ်းအထွက်တော့ပုံမှန်ထက်လျော့နေကြတယ်လို့သိရပါတယ်ဘယ်နဲ့ချင်းနဲ့ဆိုးတယ်မိုးလေဝသတကယ်တီးချိန်ပွင့်ချိန်ဖြတ်ပြတော့မရကြဘူးတီးချိန်ပွင့်ချိန်ဆိုကျွန်တော်တို့ရှိမှာကတကူးကစုံလားလောက်ပဲမိုးရွာတယ်ဝါဆိုလားမိုးမရွာဘူး ။ဘာလို့လဲမနှမိုးလောက်လိုသွားတာပေါ့ဒီချိန်ပွင့်ချိန်မှာ။မဲအပင်ကောင်းတယ်ဆောရကကျွန်တော်စုံလာတဲ့မိုးကပါတော့အပင်ကောင်းပြီးတော့အသီးမှာဒီချိန်ကျတော့ဖြတ်ပြတော့မပါတာပေါ့။တချို့ကကလည်းရင်းသီးလောက်ပဲအောင်တယ်အဖျားမအောင်။ထက်နေတာပေါ့။ခနှုံးနေတယ်တချို့နှုတ်ရတဲ့လူရှိတယ်မနှုတ်ရတဲ့လူ။မနှုတ်ရတဲ့လူကတော့ဒီတိုင်းမှာသူကနောက်ကျတဲ့လူကြတော့ဒီချိန်ပွင့်ချိန်ကိုမိုးကမပါတော့ရင်းပဲ၆ပြီးတော့လိမ့်ပြီးတော့သွားတာပဲ။ဆုံးတဲ့တောင်လည်းရှိသေးတယ်။ဝါကြဘဲကြတော့လည်းဒီတိုင်းမှာမိုးကဥချိန်မှာမိုးကဖြတ်ပြီးတော့ မဦးကြဘူးတချို့ကြတပင်းမှ၄ငါးဦးတော့ပါအဲအခုဈေးလေးနဲ့ကြတော့ဘယ်လိုပြောရမလဲဆိုတော့တကယ်ရှုံးတော့ပေါ်တာပေါ့တချို့တောင်ကြီးကရှုံးပေါ်တယ်တချို့ကလည်းမြေတန်းစားကွာတွေပဲမြေတန်းစားကွာဆိုတော့မိုးကောင်းခံတဲ့မြေတွေကြတော့လေတော်ရည်တာပေါ့တောင်ကြီးကြတော့မြေရင်းမြေချက်တွေကြတော့လုံးဆုံးတော့ပါ ပါပေါ့ဆိုက်ဆိုင်ချင်းနှစ်ရက်သုံးရက်ယူရတယ်ညားတယ်တင်းတော့ခေါင်းသွားတာဒါတဲ့ပြုလို့ပြောက်တော့ပဲနေပါပဲယူတော့ဟိုပါပေါ့မြေမှန်ပေါ့မြေမှန်တဲ့ကွက်ကလေးတွေကတော့မဆိုးဘူးပေါ့မြေဆက်တဲ့ကွက်တွေကြတော့မကောင်းတော့ဘူးမြေဆက်တယ်ဆိုတာဟိုပါပေါ့မြေမဆောင်လို့အင်းနာရေစုပ်အားမရှိတော့ဘူးလေမရှိတဲ့အတွက်သူကနွမ်းပြီးတော့တချို့ကတေးတဲ့ဟာတေးပေါ့ပဲလေသူနီးပဲဟိုကမြေဆောင်တဲ့အကွက်ကတော့တင့်နေပေါ့ ဒီမဆောင်တဲ့အကွက်ကဒါဖြစ်သွားလဲဆိုတော့ခုဒီဥနှုံနေသွားတော့တချို့ဆိုရင်လုံးလုံးအရင်ရှုံးမယ်တဝက်လောက်ရမယ်တချို့ကမနှုတ်ရည်ပြရဦးရမြေအနောက်ဘက်ကန်ကနှမ်းစိုက်တောင်တွေနေနေကတော့နှမ်းကို ရေတွင်းစိုက်ပြေးကြတာတွေလည်းရှိပြီးစမုံနဲ့နှမ်းကို အများဆုံးစိုက်ပြေးကြတာကခုနှစ်မှာတော့နှမ်းအထွက်အမြတ်ကောင်းကြတယ်လို့လည်းသိရပါဗျာ ျွန်တော်တို့ဘက်ကတော့စဘာစိုက်တယ်စဘာပြီးရတယ်အဲစဘာပြီးရတယ်ကလဘဲကျဲပေါ့နော်အခုဆိုလဲကလဘဲပါကလဘဲကျဲကလဘဲပြီးရတယ်နှမ်းစိုက်တယ်ဒီနေ့ကတော့မစိုးပါဘူးနှမ်းဖနှုံးကဖနှုံးလေးမိုးလဲကောင်းတယ်စေးလဲစိုးပြီးတော့အဲမစိုးပါအဲဒုတိယနောက်ကျတဲ့လူကတော့နည်းနည်းမိုးတက်လာလောက်ခေါင်းသွားတာပေါ့သူတို့ကတော့ဖနှုံးနည်းနည်းကွာတာပေါ့သုံးသီးစားတာပေါ့နော်ကလကလဘဲပြီးတော့နှမ်းစိုက် နှမ်းဆိုင်ပြီးတော့သူလဲပြန်ဆိုင်ပြီလေအခုဆိုဒီနှမ်းဆိုင်တဲ့ရေခွက်တွေလဲပြန်ဆိုင်တယ်စပားပြန်ဆိုင်တယ် က်ချင်းတွေကတော့မစိုးအောင်များလာပါတယ်မိုးလေဝသလေးကလည်းကောင်းလာတော့ဒီနေ့ကအနှံ့ကကျမတို့ဆေးရရတယ်လေစောစောပိုင်းကအမတို့ကဆေးရရတော့ကြဆေးရရတော့ကြအမတို့အဆေးရနဲ့ပဲခံပြီးတော့မှကျဲလိုက်တာဆေးဦးလုံးကတော့ဟိုအကုန်လုံးကတော့မကောင်းကြဘူးပေါ့နော်ခုနပြောသလိုပေါ့ရေမိုးများတဲ့အပိုင်းလေးတွေလည်းကြမိုးကဒီနေ့ကဘလူးခေါမလို့နင်းနေလေးနေရောက်ွက်ပြီးတော့မိုးများတာလေးတွေရှိတယ်မိုးခေါင်းတဲ့နေရာလေးတွေလည်းရှိတယ်အဲ့ဒါမျိုးပေါ့ အစင်သင့်သင့်တယ်လို့အမားတို့အလိုနှမ်းထွက်ကတော့ရပါတယ်ဒီနှစ်ကတော့ဒီနှစ်တွေနဲ့စားတယ်ဆိုရင်မိုးလီဝတ်တာလေးကလည်းကောင်းတော့လေအရင်ပြီးခဲ့တဲ့နှစ်နှစ်နှစ်လောက်ကတော့အမားတို့ကမိုးကောင်တော့တောင်းဦးဆဲဦးမှတဦးလောက်ပဲအဲ့တဦးဆိုတာကစသောပိုင်းအမားတို့ကပြောလို့ဟိုနှမ်းအပင်ပေါက်လာတဲ့အချိန်မှာရေပေးနိုင်တဲ့အခြေအနေမျိုးပေါ့အဲ့လိုမျိုးလေးပေါ့ဒါတော့အမားလည်းအဲ့လိုမျိုးစိုက်ခဲ့မှုပါလေဒါမှလည်းအမားမရဘူးအထွန်းနှုံးလည်းကောင်းတယ်မောင်လေးကဟိုအဓိကတော့ရေပေါ့ဆယ်ရေပေါ့ဆယ်ရအမားတို့ကဆယ်ရေကအကုန်လုံးပဲ ဒီအမားတို့ဂွင်ဆိုရင်လေဆယ်ဟိုဘက်ကဆယ်ရေရောဒီဘက်ကဟိုမြောင်းကောဟိုဘက်ကမြောင်းရောပေါ့တောင်မဲမြောင်းရောမြောင်းနဲ့ကောကပြပြဝါဝပေးတဲ့အတွက်အကုန်လုံးတောင်သူတွေစိုက်ကြတဲ့အတွက်ရပါတယ်မစိုးပါဘူးမိုးလေဝသားတယ်နောက်ပိုင်းကမားတို့အနှံ့အပင်ပေါက်လာတဲ့အခါမှာလေလေမိုးပေးလေးကောင်းလာတာပေါ့ပြောရမယ်ဆိုတော့ကျွန်မဆယ်ရေဆယ်ရေပေးတယ်ရေခန်းရေသွင်းတယ်စိုက်ရတဲ့ချိန်စိုက်ပြီးတော့ကြတော့အမားတို့နောက်ပိုင်းညမိုးပေးမိုးရွာတာပေါ့ကွာအဓိကမိုးရွာတာအဓိကကောင်းလာတော့ကြတော့တိုင်းတဲ့အထီကိုအရှင်းပြပါတယ် တောင်းဆိုရအနေနဲ့ခုနှစ်မူနန်းနဲ့မြေပဲများစိုက်ပြုတ်ရမှာလဲမျိုးကိုတွဲအားစုမြေစီမျိုးဩဇာမှုများမြင်မာလာတာကြောင့်တေကစိုက်ပြုတ်ကုန်ကြစီမှာဒီခေတ်နှစ်ကတည်းကုန်ကြစီမဆတော်နေပါကုန်ကြမှုရှိလာတယ်လို့လည်းသိရပါတယ်ဝဏ်မ်းများပေါ်ခြင်းအစမှာနှမ်းများဈေးကောင်းခဲ့ပြီးလက်ရှိအရောင်းဝယ်ပြုလုပ်လျက်ရှိတဲ့ဈေးနှုန်းတွေမှာဆိုရင်လည်းနှမ်းအဖြူတစ်ကိလို9000ကျော်ကနေ10000ကျော်ကျပ်ဝင်ခြင်းရှိ ှမ်းအနဲ့တည်းကိုတော့၈000ကျပ်ဝင်နေပါတယ်။၉000ကျော်ထိပေါက်သေးရှိပြီးပစ္စည်းအရည်အသွေးနဲ့အက်စစ်တပ်ပါဝင်မှုအနည်းများပါမှုဒီကဈေးနှုန်းများချိတ်ညှိပြီးရောင်းဝယ်ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။ဘောင်ကတော့လူတော့ကတော့ဟိုပါပေါ့အက်စင်မအောင်လို့ရှိရင်အက်စင်သားအများရင်ဒီမှာမဝယ်ဘူးဒီပမာရောင်းတော့အက်စင်တက်ပါတဲ့အတွက် ီပါမွယ်လို့ဒီမှာမွယ်ဘူးဒါမလို့သူကခြေရတော့သူအစားသားกว่าတော့တာ80ခနေဈေးရတော့အမြင့်ဆုံး88ဟုတ်တယ်8000 8000အအမြင့်ဆုံးအမြင့်ဆုံးအနေအနေနဲ့ဈေးရ80ပေါ့အဖြူကတော့ခုနကသူပြောတာတော့80ခွန်ဝမ်းစားပေါ့ခုနလို80တော့ဖွေးနေတဲ့ဟာမျိုး80ခွန်ကျန်တာကတော့85အနီးကတော့ခုန80ခွန်ခွဲ80 အနိုင်ဆုံးက80အငင်းဆုံးက80ပဲနားသုံးမျိုးရှိရလေအနှမ်းအနီက80အဖြူကခုနဟိုဟာတစ်စီးလေအစမုံကတစ်စီးလေသုံးစမုံလဲစမုံချင်းမတူဘူးအဖြူလဲအဖြူချင်းမတူဘူးအနီလဲအနီချင်းမတူဘူးဘလူသားသူ့ရဲ့ပစ္စည်းရဲ့ quality ပေါ်မှာမူတည်သွားတယ်အဲဈေးအနေနဲ့ရှိတယ်လေဒါအကြီးတွေးကောင်းရင်ကောင်းလို့လို့ရတာပဲပြီးခဲ့တဲ့နှစ်ကလည်းဆိုင်နန်းစီပူရတယ် ေးရဆိုစောစောပိုင်းကတော့မစိုးဘူးစောစောပိုင်းကလည်းဒီဒီနီးနီးလောက်ပေါ့နော်တိတ်မကွာပါဘူးခုခုတရင်တရင်ကိုဆိုရင်နှမ်းအနဲ့ဆိုရင်အဲ့ဒီ86 89သမုံနဲ့ကိုပြောတာပေါ့နော်အဲ့ဒါအခုဆိုရင်9000ဈေးတီပေးလာကြဆိုမစိုးဘူးပေါ့အရင်ကတော့ပေါ်ပေါ်ချင်းမှာနည်းနည်းလေးတော့အဲ့လဲလတ်လောက်မှာဈေးနည်းနည်းပြန်ကျသွားတယ်နော်အဲ့လိုမျိုးလေးဈေးလေးတော့ပြန်ကျသွားတယ်အမကတော့ကံမကောင်းနေတော့အဲ့ဈေးကျတဲ့ချိန်မှာသူတို့အမအမသမုံနဲ့ကို83 အဲ့စကူမှာဟိုသွားရောင်းတော့စကူဟိုလေဝါဆက်တိုင်းမှာလေအမသွားတော့89တော့ရသေးတယ်အဲ့လက်တလို့ပေါ့ရင်းနီးလေးဟိုလိုလာနေလင်္ကာတောင်းတော့သွားရောင်းမှုလေအဲ့တော့89တော့မရ9000 9000တော့စမုံနဲ့ကိုလေအဲ့မျိုးအခုဒီမှာလိုက်ရောင်းတော့ကြတော့ဘယ်လောက်သေးဖြတ်မလဲတော့အမလည်းမသိသေးဘူးငါ့ရတော့ဟိုအမနှမ်းမသိဘူးဟုတ်ပါကိုနေပေးနာများပေါ်ချိန်မှာရခိုင်နစ်ကတဲ့စာရင် ဈေးနှုန်းအမြင့်နဲ့ရောင်းချရပါမယ်။နောက်ဒီနံများစိုက်ပျိုးဖို့အတွက်မျိုးစေ့ဖို့နဲ့အလုပ်သမားခေါ်ယူသားတွေမှာလည်းမြင့်တက်လာတယ်လို့သိရပါတယ်။ဒီဒီမျိုးသားဆင်းရဲဆုံးဇင်းလုံးတွေကလည်းအဆမတန်ဖြစ်တဲ့နေရာကြောင့်တောင်သူများအနေနဲ့သီးနှံပေါ်ချိန်ဈေးကောင်းရရှိပေမဲ့အမျက်ဆုံးရရှိမှုမှာတော့အနည်းပါးတယ်လို့သိရပါတယ်။ဈေးဈေးရလည်းတက်ဈေးဈေးရလည်းတသိန်းတသောင်းအာမူအာမူဆိုတသိန်း2,000 9,000ကျပ်15ပဲလဲ။ MC ဆိုရင်15ပက်လဲဆိုရင်တသိန်းတသောင်းရေစရာလည်းတသိန်းကျော်မှာပဲရေစီကောင်းကောင်းပဲနှစ်ဆောက်ကမကောင်းဘူးမြေစီကအရင်တော့ဆိုရင်နှမ်းတရင်ရောက်လို့ရှိရင်မြေစီနှလုံးသုံးလုံးဝရခုနှမ်းတရင်ကိုမြေစီတစ်လုံးမရတော့ဒါပေမဲ့ဒီကောင်ကနှမ်းစီတက်တယ်ဆိုတာကျန်တဲ့အကုန်စီနှုံးနဲ့ဆိုင်တက်တယ်လို့ပြောလို့မရသေးဘူးဒါပေမဲ့ကိုပြန်ဝယ်ရတယ်ဒီလေတဲ့ထဲကိုရေစီဝယ်ရတာကြတော့ဟိုမြေစီစီကပိုပြီးတော့များတာပေါ့အကိုက်လောက်ဆိုနည်းနည်းလိုသေးတာပေါ့လေဒါစမုံဆိုရင်တသိန်းလောက်ဆိုရင်တော့တိတ်မဆိုးဘူးပေါ့ ဖြစ်လက်ဖြစ်မထင်ပါနဲ့ဒီတိုင်းဆိုရင်တော့ဂျပန်ဘူးက6000 1000ကနေပြီးတော့7000လောက်ထိပထမပေါက်သွားတယ်လေခုကမှပထမဟိုစဝယ်တဲ့ဈေးတွေပြန်ပြီးတော့ဖြစ်လာပေါ့ခုကတော့အမြင့်ဆုံးပေါ့7000တောင်းပါခုခုရက်ဒီမှာပေါ့နော်ဒီတိုင်းအခြားဟာတွေပါတက်မယ်ဆိုရင်တော့ဒီတိနိုင်လည်းတက်မယ်ထင်တာပဲလေဘာလို့ဆိုကြရဘာမှမရှိဘူးဆန်ဆိုရင်လည်းတက်လာတာဆန်ဈေးကလည်းအရင်ကဆိုစပားဝယ်သူတောင်မရှိဘူးပြန်ကြည့်တော့ကြည့်ပြီးပြန်သွားလိုက် ဲ့လိုမျိုးခုကြတော့ဟိုစက်ထဲမှာကိုပဲကျွန်တော်ကလာဆူတာနဲ့ခွဲထားရတာဆိုရင်6000ဈေးလောက်ပေါက်တယ်ရမှာပေါ့မောင်လေးရစပားပြီးရင်ကလည်းပဲဟိုပြန်ပြီးတော့ဟိုဟာအသီးနံတော့ဒီလိုပါပဲတောင်သူကတော့ဘယ်လိုခေါမလို့အခုခေအခုဈေးလုံးနဲ့ဆိုရင်တော့အထွက်များများရတဲ့သူအဖို့ကတော့ပို့ပြီးတော့ကြံတာပေါ့နော်တင်းတဲ့သူကကြတော့နောက်သီးနံအတွက်ရင်းရတာနဲ့ဒီလိုမျိုး အဓိကတော့အမတို့ကအဲ့ညေးစီပေါ့မောင်လေးကညေးစီဆိုတာအဲ့ဒါမျိုးချိန်နေရတာပေါ့ညေးစီအခုဆိုအမကဟိုနှဲရတာဒီဈေးရတာတော့ဟိုဟာမစိုးပါဘူးကိုတက်တယ်ကိုကိုကုန်ကြစိတ်နဲ့ပေါ့နော်ဒါမှမဟုတ်အခုနောက်သီးနှံအတွက်အမတို့ကဒီညေးစီဩညေးစီဩစာတွေပြန်ပြီးတော့ဝယ်ရမယ်ချမ်းရမယ်အပေါ်စီပိုးသက်သေးပေါ့အစုံညေးစီတခုတည်းတွေမဟုတ်ဒီနေ့ဆိုအခုအမဆိုရင်ပိုးပြိုးခင်ပိုးကြလို့ဆိုပြီးတော့အဲ့အခုနှခါရှိပြီပတ်ရတာအဲ့စက်ခဏဒီတခါအဲ့ပိုးသက်သေးကိုအခုအဲ့ဈေးနှုံးညာလဲဒါမှမြင့်နေတာ ူကိုမတူတော့ဘူးရင်းလာနဲ့ဒီလာနဲ့ကိုမဟုတ်ဘူးမနေ့ရက်နဲ့ဒီနေ့နဲ့ကိုမတူတယ်လို့ကိုတော်တော်ကွာဟတယ်အဲ့ဒါဝင်ပြီး ARM ရဲ့အနောက်ဘက်ကန်ဒေတာကတောင်ယူတွေကတော့နှက်ရိတ်တင်းကျပြီးရင်စပါးနဲ့ကလပဲကိုအဓိကဆက်ကြိုးလုပ်ကန်ကြတယ်လို့လည်းသိရပါဗျ။ ARM ရဲ့ရှေ့ဘက်ခြမ်းမကွေးဒေတာကတောင်ယူတွေအနေနဲ့ကတော့မိုးနှမ်းနဲ့မိုးမြေပဲဗျာဆက်ကြိုးရိတ်တင်းပြီးရင်တော့တောင်းမြေပဲပဲဒီစိမ့်မပဲ ပဲခြင်းကိုစတဲ့ပဲလို့ဆိုကိုဆက်လက်စိုက်ပျိုးလုပ်ကြရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာစိုက်ပျိုးလုပ်ကြရပါမီယိုပလာတမေယိုကြာဒီများအပြင်ကြောင်းလိုက်လာတဲ့ရာဒီဥလူနဲ့ကိုက်ယူမယ်။စိုက်ပြီးစနေပြစိုက်မျိုးများကိုစနေတကြားပြောင်းလဲစိုက်ပျိုးလာနိုင်ကြရဲ့တော့တောင်သူများအနေနဲ့လည်းဒီနေ့ကအပြည့်အတွင်းနဲ့အထွက်လုံးမှာပုံမကောင်းမွန်လာနိုင်ပါတယ်ဖြစ်ပါတယ်ခင်ဗျာ။ ဒီစီစဉ်လို့ Skyline ကိုပြည်သူတို့ပါရိုက်ကူးထုတ်လို့တင်ဆက်လိုက်ရပါတယ်ခင်ဗျာ